မကောင်းတဲ့ဟာတွေမလုပ်နဲ့ကောင်းတာလုပ်ပေါ့စိတ်ကိုတက်မှတ်ရှင်းရင်ထားဆိုတော့ဒီစခန်းကိုတို့ရဖို့ရအတွက်ဆိုပြီးမှတိရစ္ဆာန်စိတ်ဝင်နေတဲ့ကချင်နေတဲ့အတူစစ်ခွေးတွေပေါင်းပြီးမှတက်လာခဲ့ကြတယ်ဆိုတော့ဟိုဘလို့ခေါ်မလဲဆိုတော့ရဲရဆွဲတယ်ရဲရဆွဲပြီးတော့ရဲကဟိုမှုဒီမှုနဲ့ဆွဲရတဲ့လူတွေကိုစစ်တပ်ကိုပို့တယ်စစ်တပ်ကိုပို့တော့ကျွန်တော်ပြောခဲ့ပြီလေသိန်း30သိန်း30ကစစ်တပ်ထက်ရောက်သိန်း50ဖြစ်သွားသိန်း50ရနေပြီးတော့ဖေအုပ်စီရောက်သိန်း80ဖြစ်သွားပြီသိန်း80ကိုရဲကြီးကပြန်ဝယ်တဲ့ခါမှာသိန်း80ဖြစ်သွားပြီတော်ဆိုးတယ်ဗျာနော် ော်ဒီလိုမျိုးလှုပ်ရှားတဲ့ခါကျတော့ဘယ်သူကအမြဝင်ရှုပ်ရဲမလဲဗျာနော်ဘယ်သူကလည်းဝင်ပြောရဲမလဲပြောတဲ့သူတွေအလုံးကိုလည်းအောင်မစစ်တဲ့ဝင်ကြလားလားငါစစ်တဲ့ဖန်ဆဲလိုက်လို့မပါကောင်းမနဲ့ငေါ့အဲ့အဲ့ပုံစံမျိုးတွေလုပ်နေတာအမှန်ပဲနော်အကိုမောင်ပြောတာတွေအမှန်ပဲစစ်အာဏာရှင်ရဲ့တာသမီတွေခရိုနီရဲ့တာသမီတွေစစ်အာဏာရှင်ရဲ့လက်အောက်ခံနောက်ဆုံးဟာဟိုးအောက်ခြေအစစ်ရက်ွက်ဥက္ကဋ္ဌဆယ်မှုယာယီမှုကအစသူတို့တာသမီတွေဟမ်သူတို့ဆွေမျိုးတွေအဲ့စစ်မှုထမ်းနေပါလား အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးရနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့အတွက်ဗီဒီယိုကောင်းများကိုစုစည်းပြီးတော့မှတင်ဆက်ပြလိုက်ပါရစေကြည့်ရှုပြန်တော့လည်းတခုခုရစင်မှာဖြစ်တော့တော့ကျွန်တော်လည်းတူဇုံတိလိုက်ပါကြည့်ရှုဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါရစေဒါဆိုကျွန်တော်ပထမဆုံးအနေနဲ့အချမ်းဖတ်မင်းအွန်လိုင်းရဲ့ပောက်ကရပြောထားတဲ့ဗီဒီယိုဖိုင်နဲ့စလိုက်အောင်ပါနော်ဒါသူတွေပေါ့မိသားစုဒါသပီးတွေကတော့ဟိုအတတ်ပညာအသိပညာအတတ်ပညာရှိပြီးတော့ကိုချစ်တဲ့ကိုရက်တည်နေတယ်ဖြစ်ပေါ်လို့တယ်ဒါသူရဲ့တူကြီးရဲ့ကာရက်တာပြောတော့မင်းပါပဲနောက်တစ်ခုကလည်းစိတ်တွေဖိတ်ထားတယ် ကျွန်တော်ဗုဒ္ဓဘာသာမှာရှိတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ပုံကျဲတပြောင်းစိတ်ကိုထားပါတော့ဒါဒီကျွန်တော်ပြောကြတော့မကောင်းတဲ့ဟာတွေမလုပ်နဲ့ကောင်းတာလုပ်ပေါ့စိတ်ကိုတက်လက်ရှိရင်ထားပါဒါရီမိသားစုအများအားရှိအောင်ပုံကျင်းတာကောင်းတော့မနော်ကျွန်တော်သားသမီးတွေပါတယ်အများအားဒါရီတွေအဆုံးမပေးတာလည်းရှိပါတယ်အသူတို့ကတော့ကျွန်တော်နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်တက်မတော်သားဖြစ်တဲ့ကြတော့ကျွန်တော်တို့နေဒီသွားနေရတယ်ရှိတော့အပြင်သွားနေရရှိတယ်မိသားစုနဲ့အနီးကပ်နေဖို့ဆိုတာအချိန်တော့တိတ်တော့မရှိခဲ့ဘူး သူတို့ကလည်းကုပညာကိုကျူးစားတို့တော့အမေရတယ်ထင်ပြထားတယ်သူတို့အမေရထင်ပြထားတာရှိတယ်ဒါတော့ကတော့ရိုးသားသားလောက်ကစားတော့ချင်းစိတ်တက်ပြီးတော့တုတ်တယ်ဘယ်တော့ကတော့သူတို့ရဲ့အသိပညာဆိုတာလည်းအတွေ့အကြုံကနေရတယ်အသိပညာအတွေ့အကြုံကနေပြီးတော့အသိပညာကိုရှိအောင်လုပ်ကြတာသူများအတွေ့အကြုံနဲ့ကိုရအောင်ယူရတာလည်းရှိတော့ကိုအတွေ့အကြုံတွေပေါ်မိဘအတွေ့အကြုံတွေမရဘူးမိဘပြောတဲ့အတွေ့အကြုံတွေမရအောင်အဲသူတို့ကနေသူတို့ဆက်ဆံရတဲ့ဒူတွေကနေပြီးတော့အတွေ့အကြုံတွေရှိမယ်ဒါတွေတော့ ထိတွေ့ဆက်ဆံခြင်းအပြင်လေးလာခြင်းအပြင်ရတဲ့အတွေ့အကြုံကိုသူတို့ရဲ့ဘဝတိုးတက်မှုတွေအတုံးချနိုင်မှုတွေကြအများအားသူတို့လည်းဒါကျွန်တော်ပြောတာပေါ့။ဒါသူတို့ဓာရီတိထိမ့်သိဆောင်ရတဲ့ရှိတာကိုကျွန်တော်တို့ရှိတွေ့ပါပြောတော့လဲမင်းပါပဲဟုတ်ကဲ့ပါဒါတော့အချမ်းဖတ်မင်းအောင်လာရဲ့ဗီဒီယိုမျိုးဖြစ်ပါတယ်ပြောတော့တဲ့အရာတွေကတော့တကယ်ကိုကောင်းတဲ့အရာတွေပဲပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့လောရက်ကစန့်ကျင်ဘက်ကိုဖြစ်နေတယ်ဗျာနော်စစ်တက်ကောင်းမောင်းထားရမယ်လုံးဝအစ်နှလုံးသားဖြူစင်အောင်ထားရမယ်နော် သူအဲ့လိုပြောရတယ်ဒါပေမဲ့လည်းသူနေစင်နေမြပါတော့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတာအဲ့ဒါစိတ်သက်ကောင်းပေါ်တာပေါ့နော်အဲ့ဒါကောင်းအောင်လုပ်ရမယ်ဆိုတဲ့ပြောလိုက်တည်ရဲ့အဲ့ဘုံကျဲတက်ဖြတ်တာလည်းကောင်းတာပဲပေါ့နော်ဆိုတော့ဒီကောင်ပြောတာနဲ့ဒီလုပ်တာနဲ့ကဆက်ကျင်ဘက်နေဖြစ်နေလေလုံးဝကဘာမှာပေါ့နော်ကဘာအပေါ်မှာသူကပြောပြောမယ်ဆိုရှင်သူကလုံးဝကောင်းတဲ့လူပေါ့ကွာသူကအဲ့လိုမျိုးလှုပ်ချင်တာဒါပေမဲ့လည်းကိုပြည်တွင်းမှာကြည့်လိုက်နော်ပြည်တွင်းမှာကလူတွေနေစင်နေမြတည်ချင်နေရတယ်ဘာကြောင့်လဲ မင်းရင်အောင်လိုင်ရဲ့အကြံဖတ်မှုကြောင့်နေ့စဉ်နဲ့မျှလိန်ပြန်တဲ့ဘုံချက်တက်ဖတ်မှုကြောင့်တည်နေရတယ်နော်ဆိုတော့လူများရဲ့တွေ့ကြုံတွေကိုတင်ယူတယ်နော်ဆိုတော့တူကဘယ်တွေ့ကြုံတွေတင်ပြောတာတွေ့ကြုံဆိုတာတူတင်ယူတဲ့အတွေ့ကြုံကရက်ဆက်မဲ့အတွေ့ကြုံပဲတူကတင်ယူတာနော်လူများနိုင်ငံမှာဘယ်မျိုးဒီမိုကရေစီသွန်ကားရမှာဘယ်မျိုးတိုးတက်နေလဲဆိုတာတင်ယူတာမဟုတ်ဘူးတူကတင်ယူတယ်ဆိုတာပေါ့နော်ဒီအကြံဖတ်ရက်ချာမှာတူတင်ယူတယ် ။နောက်ကျတော့အာနာရှင်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံမှာသတင်းယူတယ်။တရုတ်ကလည်းတည်တဲ့အမှစူပူတုံးကျန်လို့ရှိရင်ပြည်သူတွေကဆိုတာနားမလည်ဘူး။တတ်မယ်ဖြတ်မယ်ဆိုတဲ့အရာပဲ။အဲ့ဒါဂျပူကအမှသတင်းယူတာနော်။နောက်ကျတော့ဒီရုရှားမှတည်ယူတာကြည့်လိုက်ရုရှားဆိုတာယူကရိန်းကိုနေကျိုးကျော်ပြီးတော့မှပြည်သူတွေကိုတပ်ဖြတ်နေတယ်။နောက်ကျတော့ရုရှားစစ်သားတွေလည်းနော်တပုံတစ်ခေါင်းတည်တာနော်။အဲ့ဒါလည်းဒီကောင်တွေကစက်ဖြည်းဖြည်းနဲ့စွဲခုံပေါ်မှာတွားရတော့မှအဲတဒင်းနာစားလိုက်လန့်စားလိုက်အစားကောင်းတောက်ကောင်းတောက်ပြီးတော့မှအဲပြုံးပြုံးပျော်ပျော်ရွှင်ရွှင်ပဲမတိလို့ရှင်ကို့လူတွေမတည်တာကြာနေရပဲ။ ဆိုတော့အဲ့လိုကောင်တွေရပါတော့နိုင်ငံတကာရဲ့အမြင်မှာကတော့အဲဆဖြဖြီးနဲ့ပျုံ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 နဲ့တကယ်တမ်းကျတော့ကိုယ်နိုင်ငံထဲမှာကြာနေတဲ့မျက်ရည်တွေကကျတော့တူပါလက်လူရှိသွားတာအဲ့လိုဆိုတော့အကောင်တွေကပဲပေါ့နော်လုံးဝခေါင်းဆောင်ကောင်းဖြစ်နိုင်မလားဆိုကျွန်တော်စဉ်းစားကြည့်လိုက်ပါနော်ဆိုတော့ဒီရဲ့ဆောက်တလွဲမင်းအောင်လာရပါတော့ဒူကတာဒီလိုမျိုးမဟုတ်ဒုက္ခတွေကိုရှောက်ပြောနေတာဒါပေမဲ့လည်းဒီကောင်အလုပ်ဒီကောင်ကောင်းကောင်းလုပ်တယ်နော်အားကြောင့်ပေါ့နော်ကျွန်တော်ညီကောင်မောင်မောင်အနေနဲ့ပေါ်စားလို့မရဘူးဗျ ူ့ကိုကြည့်လိုက်လို့ကျန်ကြက်မပြီးတဲ့ကောင်ပုံစံနဲ့အာဆောက်ပိုးရပါကွာဆက်ပြပြနေနိုင်ငံသားသွားရောမှဖင်ခံတယ်ဘောမှလည်းကျွန်တော်တို့ကပြောနေရဗျဒါပေမဲ့သူရက်ဆက်လို့ရတဲ့အရာတွေမှလည်းများသူရက်ဆက်တယ်နော်အဲဒါကြောင့်ကျွန်တော်တို့အားလုံးလည်းစီလုံးဖို့လိုအပ်ပါတယ်ကျွန်တော်စီလုံးမှတာနဲ့ဒီရဲ့မိစ္ဆာကောင်ကိုတုတ်တင်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့မစီလုံးနိုင်တည်းရတော့ကျွန်တော်တို့ဒီတိုင်းပဲဆက်ခံရမှာဖြစ်တယ်အဲဒါကြောင့်စီလုံးနိုင်အောင်လို့လှုပ်ဆောင်ပေးကြပါလူကြီးများများနည်းနည်းလေပေါ့နော်တစ်ဖက်နဲ့တစ်ဖက်မဟာမိတ်တွေ ဖြစ်အောင်လို့ဆွေးနွေးညှိနှိုင်းမှုတွေစုဖွဲ့မှုတွေလုပ်ပေးကြပါလို့လည်းကျွန်တော်မြစ်တက်ရက်ခံပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်လေးကိုပြောပြတာပါညီကောင်မမမြင်ပါရှိလေဘယ်လိုမျိုးမြင်လဲဆိုတဲ့အရာလေးကိုကောင်မမရေးခဲ့ပြလို့ရပါတယ်ဆိုတော့ဂျပူမင်းအောင်လည်းကတော့ရက်ဆက်ရုပ်မာစရာရှိတာဆက်လက်ပြီးတော့လုပ်နေတယ်အဲဒါကြောင့်စီလုံးကြပါလို့လည်းကျွန်တော်မြစ်တက်ရက်ခံပါတယ်ဆိုတော့ကျွန်တော်ပို့ကြည့်လိုက်ပါမနော်ဒါတော့ဆ iam မနုမီရဲ့တည်င်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တို့ကြည့်လိုက်ပါမနော် တိုက်ပွဲဖြစ်ပွားနေတဲ့ဒီ solo lance ja မှာရှိတဲ့ lehi sin တိုက်ပွဲကိုပြောမယ့်အခါမှာ background လေးကိုနည်းနည်းလေးပြောပြချင်တယ်အခုကျမတို့ဘေးနားမှာမြင်ရတဲ့နေရာဟာအခု တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်တယ်။ကျွန်မတို့ဘေးနားမှာပြတဲ့ဒီဗီဒီယိုကအင်မတာမအတော်တောင်တွေထူထပ်တဲ့နေရာဖြစ်တယ်။တောင်တောင်နဲ့တောင်ကခေါ်လိုက်လို့ရှင်တော့ကြားနိုင်တယ်။ဒါပေမဲ့ဒီတောင်တောင်နဲ့တောင်ကိုသွားတဲ့အခါမှာအနည်းဆုံး2နာရီကျော်သွားရတယ်။လေဟင်းစင်ဆိုတာဟာအခုဒီကျွန်တော်မြင်နေရတဲ့ချွန်ချွန်လေးတည်းမှာရှိနေတဲ့စခန်းဖြစ်တယ်။ဆိုတော့ဒီစခန်းကိုသူတို့ရဖို့ရအတွက်ဆိုပြီးမှသတိဆန်စိတ်ဝင်နေတဲ့ကချင်တွေနဲ့အတူစစ်ခွေးတွေပေါင်းပြီးမှတက်လာခဲ့ကြတယ်။ဆိုတော့ဒီတောင်ကြီးကိုဘယ်နာက ဘေးရန်သူတွေကကိုယ်စီတက်လာခဲ့တယ်လေဆိုတော့ကိုကျမတို့တော်ယုံတန်ယုံတိဖို့ရန်တော့ခက်ခဲတယ်အခုဒီတောင်ဘိုးကိုစစ်ခွေးတွေတက်လာခဲ့တလားမတက်လာခဲ့ဘူးလားဆိုတော့တိဖို့ရန်အတွက်ကျတော့တိုက်ပွဲစဖြစ်လာတဲ့အခါမှာ အောင်ပပလေးထဲမှာကျတို့ကမိုင်းထောင်ထားတာဆိုတော့စခွေးတွေကအကျင့်ရမ်းရုပ်တယ်သူတို့ကရှစ်ကိုပြီးသူခွေးတွေကိုအရင်တွားခိုင်းတယ်ပြီးမှသူတို့ကနောက်ကနေလိုက်တယ်ဆိုတော့အဲ့ဒီရှစ်ကိုတွားတယ်ပြီးသူခွေးလဲကောင်ကခြေတော့ကျိုးသွားတယ်အဲ့အချိန်ကြမှာပဲကျတို့ကရန်တူလာပြီးဆိုတာကိုသိတယ်ပြီးလို့ရှင်အခုကျမနဘေးနားမှာမြင်ရတဲ့ဒီတေးတွေဟာ ဒီလောက်ပဲကျွန်တော် KIA နဲ့ပူပေါင်းတော်လိုက်ရဲ့နေထိုင်နေတဲ့နေဟာဒါလေးပဲတကယ်လို့ဒါစစ်ခွေးတွေကအတုံးအယုံနဲ့ဒါကျမတို့ကိုဝိုင်းပြီးချတယ်ဆိုလို့ရှင်တော့ကျမတို့ရှုံးနိုင်တယ်ဒါပေမဲ့တို့မှဒါမျိုးအုံနောက်မရှိဘူးလေဒီတောင်ပေါ်တလောက်ထူထပ်တဲ့နေရာကိုတို့ကခြေကျင်းနဲ့တက်လာတယ်ဆိုတော့ 比如，阿古是亏的嘞，崩借的卡嘛，白马借也没来数了，多少没提步。打仗第一代白皮带都这样呢嘛，是亏的噶，崩了借的卡嘛，多少是亏的，都用得多嘞。多少嘛家乡的清，那清晰的。在库家罗第一代白皮带都这样呢嘛，是亏的，来人嘞，崩了借的卡嘛，是亏的，没大名的报道嘞，打的库。哪在库家罗打那个？第一代白皮带打这样呢嘛，比多亏的呢，是亏的过，只要给伊人呢不帮到那爷的个，打的来，打的来，打的来，咋嘛？ ရေစီးချောင်းလေးတွေရှိတယ်အဲ့ချောင်းဘက်ကို KIA နဲ့ပူးပေါင်းတော်လာရေးတဲ့မြို့ခေါ်လာခဲ့တယ်ဆိုတော့သူတို့ကအဲ့မှာနေနေတဲ့အချိန်မှာအပေါ်ကနေကျွန်တော်တို့ KIA နဲ့ပူးပေါင်းတော်လာရေးတွေတနတ်တွေနဲ့အတကုံပစ်ချလိုက်တဲ့ခါမှာအဲ့မှာတခါလဲမြုပ်ပြီးသားဖြစ်သွားတယ်ဆိုတော့အဲ့မှာအထိနှခါနာသွားတယ်အခုဒီမှာအသေးစိတ် ကတော့ကျွန်မပြလို့မရဘူးခုကျွန်မနဘေးလမ်းမှာမြင်ရတဲ့တပ်ပုံပေါ့နော်ဒီနားမှာနေထိုင်ကျက်စားနေတဲ့ခွေးတရစ်ဆန်တွေကိုတော့အကုံအပြတ်တက်ရှင်းနိုင်ခဲ့တဲ့နေရာဖြစ်တယ်မနေ့ကညနေတော့သူတို့ဒီအကုံစစ်ရှုံးသွားတယ်စစ်ရှုံး ်သွားတဲ့အခါမှာကျတော့လေရင်ခေါ်လိုက်တယ်လေရင်ခေါ်ပြမဘုံလာကြည့်တယ်ဒါပေမဲ့ခွေးတွေကတော့ဘယ်မှာ KIA နဲ့တော်လိုင်းရဲတွေရှိမှန်းတော့မသိဘူးလေရင်တော့နှစ်ခါလာကြည့်သွားတယ်ဒါပေမဲ့တယောက်မှထိခိုက်ခြင်းမရှိဘူးဆိုတော့အကြောင်းပြောချင်တယ်နောက်တစ်ခု one set တစ်ခုကတော့ အခုသေးတဲ့မသားတွေကိုကြီးလိုက်တဲ့အခါမှာကိုလူမျိုးတွေဖြစ်နေတယ်။ရောဘောင်လူမျိုးမျက်နှာတွေအများကြီးပဲတွေ့ရတဲ့အခါမှာအချက်တမ်းမှာတိုက်ပွဲဝင်နေတဲ့ KIAD စိတ်မကောင်းကြဘူး။ဘာကြောင့်လဲဆိုတော့ငါတို့ဟာကိုလူမျိုးနဲ့ကိုတတ်နေကြပါလားဆိုတဲ့အတွက်ကြောင့်အတော်လေးစိတ်ထိခိုက်တဲ့အပိုင်းတွေရှိနေတယ်ဆိုတဲ့ကြောင့်ပြောချင်တယ်။ပြီးနောက်တစ်ခုကတော့အခုခု social media ထဲမှာလည်းအတော်ပြန့်နှံ့ပြီးတာဖြစ်နေတဲ့ဒီအချစ်ရဲဇက်လန်ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်။ဘန်ဆေရောဘန်ဆိုရီကိုရှိမှာပေါ့ 啊，别说完了，多比，巴来南面，巴来都都搞嘛南面。兄弟弟耶，哥哥一别说完了，他妈来那边。兄弟弟们。啊，兄弟弟们耶，别说完了，他妈来那边。没差多少，卖多少？没差多少，蛮多比。要要得了，没要到哪一只月？七天呀，一只月。来么嘛，对面来。အခုဒါကပြီးဆုံးအောင်ရွှေလီလီမွန်းရဲ့ရည်စားမတာပေါ်သွားပြီเนาะကဘာတိပြီးဆုံးအောင်နဲ့ ရွှေလီလီမုံကတော့ဘယ်ခေတ်ဘယ်ခါတုန်းကအချစ်ချတယ်လဲတော့မသိဘူးဒါပေမဲ့ရွှေလီလီမုံကိုပြောချင်တာကနေ့ရက်အသေးနှလုံးလေးကဘယ်သူမှလည်းမြုပ်ပေးမှာမဟုတ်ဘူးဒီတောင်ပေါ်မှာကနော်မမြုပ်ပေးဘူးသူ့ဘာနဲ့သူဟိုမှာငက်ဒီလာစားမလားမွေးဒီလာစားမလားရင်ကောင်းဒီလာစားမလားအရင်တော့ကချစ်ရဲလို့ပြောခဲ့တဲ့ပြီးဆုံးအောင် မောင်းလို့ပြောခဲ့တာလားကိုလို့ပြောခဲ့တာလားတော့မသိဘူးအခုကတော့ဟိုမှာရင်ကောင်းစာတွေကြွက်စာတွေမွေစာတွေဖြစ်သွားပြီဆိုတဲ့အကြောင်းပြောပြချင်းတယ်နော်ဆိုရှယ်မီဒီယာကနေမှရွှေလီလီမွန်းရဲ့တငယ်ချင်းတွေရှိလို့ရှိရင်နီယီစာကတော့တော့မှတရိစ္ဆာအစာဖြစ်သွားပြီလို့ပြောပေးပါနော်ဆိုတော့ကြွအမြဲတမ်းပြောတယ်ကချင်ပြည်နယ်ကိုမလာခင်မှာစွန်းနေတွတ်ပြမှာလာခဲ့ကြပါကချင်ပြည်နယ်မှာဝန်ပောက်ရှိပြီးထွက်ပေါက်မရှိပါဘူးလို့ပြောပြတာเนาะအဲဘောမာတွေကြည်ထားကြပါ ဘယ်ဆင့်ရှိနေပြီလဲဆိုတော့ကိုကိုကိုသိကြပါလို့ပဲပြောချင်တယ်နော်ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ခုဖကတ်မာကစိတ်မကောင်းစရာတွေအများရှိတယ်ဒါကပါလေဆိုတော့အခုစစ်ခွေးတွေကစိုင်းတောင်ဘက်ကိုထိုးစစ်ဆင်လာခြင်းနဲ့ဆိုတော့သူတို့ကလူမအိတ်ပဲနဲ့ရှိနေတဲ့အချိန်မှာသူတို့ကတိုက်ပွဲဖော်ဆောင်တာမဟုတ်ဘဲနဲ့ ညတကောင်ကြလို့ရှင်သူတို့ကခွေးယူးပြန်ပြီးမှလက်နက်ကြီးတွေနဲ့ပြစ်တဲ့ပြဿနာကအခုပြည်သူတွေအများကြီးခံစားရတယ်။ဒီ22ရက်နေ့တုန်းကလည်းပြစ်လိုက်တဲ့လက်နက်ကြီးကြီးကြောင်တားဖက်နှောက်ချက်ချင်းနေရာမှာတင်ပွေချင်းပြီးသေးသွားတယ်။မနေ့ညလည်း7နိုင်မိနစ်40လောက်မှာလက်နက်ကြီးပြစ်ချတဲ့အတွက်ကြောင်ပြည်သူအိမ်ထဲမှာကြားရောက်တဲ့မိသားစုတွေတေသွားတယ်ဆိုတာကိုသိရတယ်။ဆိုတော့ဘေးတောင်ချိုတောင်ကြားမှာပဲဖြစ်ဖြစ်နော်ဆင်းရဲချမ်းသာမရွေးဟာညဆိုတာအိတ်ဆက်နားယူတဲ့အချိန်ဖြစ်တယ်။နင်းတို့ခွေးတွေကလွဲရင်လူတွေအားလုံးဟာညတကောင်မှာ ာအိတ်ပြောနေကြတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်မို့လူမဟုတ်ရင်တောင်မှခွေးကောင်းစိတ်သက်နည်းနည်းလေးမွေးကြပါလို့ခွေးတရစ္ဆာန်တွေကိုပြောချင်တယ်နော်။နောက်တစ်ခုကတော့ဗမော်ဗမော်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်ဒီချိန်ထဲမှာပဲဂျပုကတော့ခွေးတက်တေရခေါင်းဆောင်ပိုင်းလေးရာကျော်ကိုကြံဖွတ်တဲ့မှာထည့်လိုက်တဲ့အတွက်ကြောင့်နေရာတွေအတော်လေးလိချင်းသွားတယ်အဲ့ထဲမှာအခုဒီဗမော်စခခ27ကတတ်မှတ်မှုတင်မင်းလိုက်ရတတ်မှတ်88ကတတ်မှတ်မှုတော်နိုင်ရဲ့ ဒီခွေးနှကောင်ကိုလည်းပဲအခုရသူတိုးပြီးတော့မန်လေးကိုဒီစက်တင်ဘာလ23ရက်နေ့တနေ့ကဟဲလီကော်ပတာနဲ့ခေါ်သွားလိုက်ပြီးပြီးလို့ရှိရင်အခုဒီစက်ကက23ကိုကြတော့အခုဒီတမတရတစ်ဒုတမမိုးကနေမှပြန်လဲဥဆောင်မယ်ဆိုတဲ့ဥစ္စာကိုအတွင်းတရင်ကနေမှသိရတယ်ဆိုတော့တမတရတစ်ကဒုတမမိုးကတော့ဘယ်ဘဝပြောင်းသွားမလဲဆိုတာဆက်လက်ပြီးမှကြည့်ဖို့လိုအပ်တယ်နော်စက်ခွေးချဖို့ကနေမှသူကြိုက်တဲ့သူဒီကိုသူရွေးချယ်ပြီးတော့သူကြိုက်တဲ့နေရာမှာပြန်ထားတဲ့အတွက်ကြောင့်အခုလောလောဆယ်ဆယ်ပြီးတော့တတ်သွင်းထဲမှာလဲနော်မတီ မငြိမ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့အကြောင်းကိုတွေးရတယ်နော်ကဲပါဒါတော့ဆက်မလို့မြန်သတင်းထူးတွေပဲဖြစ်ပါတယ်ဆိုတော့သတင်းတွေပတ်သက်ပြီးတော့ကုဒမင်းချောင်းလည်းကိုမမရေးခဲ့ပြလို့ရပါတယ်နောက်ရှင်နောက်တစ်ပုဒ်ကိုကြည့်လိုက်အောင်နော်ဒါတော့နေတိုင်းမှာဒုက္ခပေးနေတဲ့စစ်မှုတန်းကြီးအကြောင်းကိုတက်ထောက်ခွန်သူကိုမမောင်ကအစပြောပြီးဆိုတော့ခေါင်းစဉ်လေးနဲ့ပေါ့နော်ကိုစီနဲ့ကိုမမောင်တို့ရဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်အောင်ကဲအခုနေတိုင်းမှာစစ်မှုတန်းကြီးဆိုပြီးတော့ပြည်သူတွေဟာကိုယ့်ရဲ့မရှိမရှိမဲ့ထွေးနှဲစာတွေကနေပေးနေကြရတယ်မလားဒါဟာ နိုင်ငံတော်ပုံကံမှုကျူးလွန်ထားတဲ့ကောင်ဝင်လက်အောက်ကကောင်တွေဓမြတိုင်နေတာလူတစုကလက်နက်နဲ့လက်နက်တွေကင်ပြီးအိမ်သိမ်ယုံရောက်လာမယ်ပတ်စံကိုတောင်းမယ်ဘာလို့လာခေါ်လဲဓမြတိုင်တာခေါ်တယ်မှန်ပါတယ်နော်အဲ့ရလူကိုဖမ်းသွားမယ်ငွေနဲ့လာရွေးခိုင်းမယ်ဘာလို့လာခေါ်လဲပြန်ပေးဆွဲတာခေါ်တယ်ဟုတ်တယ်နော်အခုလက်ရှိမင်းအောင်လှိုင်အောက်မှာအမှုထမ်းနေကြပါလေဆိုတော့အဲ့ဒီစစ်သားတွေရဲတွေဟာအဲ့ဒီအတိုင်းလုပ်တာမဟုတ်ဘူးလားဓမြတိုက်တယ်ပြန်ပေးဆွဲတယ်စစ်မှုထမ်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဓမြတိုက်ခွင့်ရနေတယ်ပြန်ပေးဆွဲခွင့်ရတယ် အခုစစ်တပ်ကိုအမာခံထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုယ်တိုင်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘာပြောရတယ်ကမှကြည့်ပါရင်ဒီတိုင်းစစ်မှုထမ်းကြီးဘာကြီးညာကြီးတွေကောက်တုံးကနော်ကောက်တုံးနဲ့ကောက်ဆဲပဲပြောပြမိတယ်လည်းမရှိဘူးဖြစ်နေတယ်မဥပင်ခရိုင်းနဲ့တဲ့ဘုတ်ရွာစိတ်ဖြူချေးရွာတွေမှာလက်ပတ်စံတွေကောက်နေတယ်ပတ်စံတွေကောက်တာနဲ့ပတ်သက်ပြီးတော့ကဲဥမင်းအောင်လာရင်ခင်ဗျားတို့ကလည်းခင်ဗျားတို့ပဲနော်ကိုလို့ကိုကိုမလို့ဘူးခမသွားပြီးတော့နေဒီရောမှာဗလီစောက်ဖို့လို့နော်ပြီးရင်ဟိုနေရာမှာပွဲတက်ဖို့တော့ဒီနေရာမှာပွဲတက်ဖို့တော့အလုပ်ရှိတယ်တကယ်တကယ်တမ်းမြေကြီးမှာတကယ်တမ်းဖြစ်နေတဲ့ဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကငတ်နေငတ်ရတဲ့ကြားလဲပေးနေရတယ်အဲ့တော့ မြင့်ပြမြင့်တန်ခံရတဲ့ပုံစံမျိုးတွေဖြစ်တယ်မြင့်ပြမြင့်တန်ခံရတဲ့နေပြီးတော့မှပလီစားဖို့ဆိုတော့အမျိုးပါတာတာတနာဓမ္မတွေဘာမှမပြောတော့ဘူးလားဟမ်မတည်ဘူးလေဟိုးနေရတွတ်တူပြည်သူတွေအေးစင်းအောင်နေနေတဲ့နေမြေတွေမှာသွားပြီးတော့ပလီတွေသွားပြည်တနာရှာနေနေပြီးတော့မင်းအောင်လည်းပလီစားဖို့တော့အမှသွားပြည်တနာရှာလေဘာဖြစ်လို့မရှာရကြတော့လဲဟမ်အမျိုးကြတော့ဆန္ဒပြမှလို့ဘလူးမှမရှိတော့ဘူးပေါ့သူတို့သူတို့ပြည်တနာရှာတဲ့ဗဒီကလည်းဖွက်ပြီးပလီပလီရေးသူတို့တော့မျက်နှာချင်းမတူဘူးနော်ပုံစံမျိုးတွေဖြစ်နေအဲ့တော့ ခင်ဗျားတို့ဘာအလုပ်မှမလုပ်တော့ဘူးလားကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးတော့ပြည်သူတွေတော်တော်စူးစူးနေပါပြီနော်အဲ့တော့သွားပြောလိုက်ရင်လည်းအထုတ်ရေးမှုတွေကအထုတ်ရေးမှုတွေကမကြောက်ဘူးဗျာသူတို့ကဘယ်ကြောက်ပါမလဲဒါဒီကိစ္စကြီးအခုတော့ဒီညွန့်နယ်မဆဖားတွေအကုန်လုံးကလည်းပါဝင်ပတ်သက်နေတဲ့ဟာကိုပတ်သက်တဲ့ခါကျမျိုးတော့ဖမ်းဖမ်းကြည့်လေစာရဖတ်တော့မကတ်မရဲတဲ့ပုံစံမျိုးတွေစာရဖတ်ဆိုတာလည်းပုံဝင်လင်းပြောရရင်ဟိုဒီနေ့ကဒီဝက်ဝံခိတ်ကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်တို့နှစ်ဖက်ကြည့်ရတဲ့ခါမှာတော့အဲစာရဖတ်က ဝမ်ဝမ်ဂိတ်ကိုဖျက်ဖို့တပြေကပစ္စည်းတွေဝင်တယ်ဝင်တဲ့ခါမှာမောက်ခိုးပစ္စည်းတွေတိုက်ချက်ဖို့အတွက်ဆိုပြီးတော့ရဲတွေကစိုက်ကြတွေဖမ်းတယ်ကားတွေဖမ်းတယ်အိတ်ဆွေးနဲ့ဖျက်တဲ့ခါကျဘလို့မှဖမ်းသူတို့ဖျက်လို့မရဖျက်လို့မရတဲ့ခါမှာအစာရဖားတွေကအဲ့ဒီအစာရဖားတချို့ပေါ့နော်တချို့ကစိုက်ကြနဲ့ဖျက်တယ်ဖျက်တဲ့အရဲတွေကဂိတ်မစိုက်ရဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့နှစ်ဖက်ပြဿနာတွေဖြစ်နေတယ်ကျောင်းနိုင်ငံရဲ့အရေးကလည်းတော်တော်ရှုပ်ထွေးပါတယ်တော်တော်ရှုပ်ထွေးပါတယ်နော်စစ်မှုထမ်းပါလေလေ စစ်မှုထမ်းခြေပေးရတာမဟုတ်ဘူးတရားလုံးပိုက်ဆံကောက်ပြီးတော့လူငှားရတာပါတိမ့်တိမ့်တိမ့်30လောက်နဲ့ငှားရတာပါရဲနိုင်လင်းငါပြောရနော်နှစ်ဖက်ကြည့်ရအောင်ပုံစံမျိုးဖြစ်နေအုတ်ချုပ်ရေးမှုကကြောက်မလားတဲ့ဝေစားများစာလုတ်ပိုင်ဖွင့်ပေးထားတာကိုတဲ့အဲ့တော့အဲ့ချုပ်နေရာဒီမှာတော်တော်ဆိုးနေရနော်ဝေးချေးကောက်တဲ့ပုံစံကလေဟုတ်ပါသလားတချို့တဲ့နယ်မြေတွေမှာအခုတာကိုမောင်လိုက်ထဲမှာအမှဝင်လာပြောသွားသလိုတကယ်ပဲအဲ့လောက်ထိဆိုးနေကြတာဆိုးနေတဲ့နယ်တွေရှိရင်လာပါအဓိကဟိုနယ်မြေတစ်ခုမှာအခုအုတ်ကြီးနေတဲ့ပတ်သက်လို့ကျွန်တော်သတင်းပေးတာရှိတယ် နံပါတ်1ကျွန်တော်တို့ကတည်သေးပေးတဲ့လူကိုလုံခြုံရေးကထိန်ချန်ထားပါဆိုရင်လုံးဝထိန်ချန်ပေးမယ်။ဒါပေမဲ့လို့ကျွန်တော်တို့ပေးတဲ့တည်င်းကမှန်ကန်မှုရှိဖို့လိုတယ်။နောက်ဆုံးအဲ့ဒီအုတ်ကြီးအကြောင်းပြောမယ်ဆိုအဲ့ဒီအုတ်ကြီးရဲ့ဖုန်းနံပါတ်ပါကျွန်တော်တို့ယူတော့ကျွန်တော်တို့ကတည်င်းလာပေးတဲ့လူရဲ့အတန်တကူတည်းလည်းပေါ့ဘူး။အဲ့ဒီအုတ်ကြီးကိုလည်းကျွန်တော်ဖုန်းဆိုင်ပေးကြည့်မှာ။ဒါပေမဲ့တည်င်းလာပေးတဲ့လူရဲ့လုံခြုံရေးကိုတော့စစ်ချကျွန်တော်တို့အာမခံတယ်။တချို့တည်ကြတော့တည်င်းလာပေးတဲ့ဟိုတောင်းဝင်လွတ်လာပေးတာပေါ့ဗျာ။ပြောနေတဲ့အကြောင်းရောက်လာပြောလိုက်တယ်။ဒီလူလာပြောတာကိုမှန်တယ်လို့ကျွန်တော်ကဘယ်လောက် တက်ဘက်ကမှာဟုတ်တယ်မလားဒါကြောင့်မလို့လာပြောတဲ့လူတိုင်းကိုကျွန်တော်မပြောပေးဘူးဆိုတော့အဲ့ဒါတာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်ကျွန်တော်ဘက်ကလည်းလာတရင်ပေးရဲ့လုံခြုံရေးကိုအာမခံရမှာတရင်ပထမကလည်းလာပေးမဲ့လူကလည်းကျွန်တော်တို့ပေးတဲ့တရင်ကတိကျတေချာဖို့လိုတယ် data အချက်လက်မှန်ကန်ဖို့လိုတယ်ဒါလေးကိုအားလုံးနားလည်မယ်ထင်ပါဒါကြောင့်မလို့အုတ်ကြီးနေတဲ့ပတ်သက်တဲ့တရင်တွေကိုပေးမယ်ဆိုရင်အချက်လက်ပြည့်ပြည့်စုံစုံလေးပေးပါနော်ဟုတ်ဘလို့ခေါ်မယ်ဆိုတော့ရဲရဆွဲတယ်ရဲရဆွဲပြီးတော့ရဲရဟိုမှုဒီမှုနဲ့ဆွဲရတဲ့လူတွေကိုစစ်တပ်ကိုပို့တယ်စစ်တပ်ကိုပို့တော့ကျွန်တော်ပြောခဲ့ပြီလေ သိန်း30ကစစ်တက်ရအောင်သိန်း90ဖြစ်သွားသိန်း90ကနေပြီးတော့ထွေဥစီအောင်သိန်း80ဖြစ်သွားပြီသိန်း80ကိုရကြေးရပြန်ဝယ်တဲ့ခါမှာသိန်း80ဖြစ်သွားပြီအဲ့တော့ဒီလိုမျိုးလှူစားနေခါကြတော့ဘယ်သူကအများဝင်းရှုပ်ရဲမလဲဗျာနော်ဘယ်သူကလည်းဝင်ပြောရဲမလဲပြောတဲ့သူတွေအားလုံးကလည်းအောင်မစစ်တဲ့ဝင်ကြလားလားငါစစ်တဲ့ဖန်ထည့်လိုက်လို့မပါကောင်းမှန်းငေါ့အဲ့အပုံစံမျိုးတွေလုပ်နေတာအမှန်ပဲနော်အကုံမောင်ပြောတာတွေအမှန်ပဲလက်ရှိနေပြည်တိုင်းမှာပြည်သူတွေကကုံစင်းနှုံနေတဲ့လင်းစားတော့မြင့်တက်တယ်အလုတ်အကင်တွေကရှားပါလာတယ်တွင်းကုံတွေအကုန်ပိတ်ထားတယ်ကုံစီတွေရှားပါလာတယ်စာဝတ်နေရင်ဘဝရက်တည်မှုတော့ခက်ခဲတဲ့အချိန်မှာ ဘာဖြစ်လာလဲစစ်မှုထမ်းခြင်းဆိုပြီးတော့ပတ်စံတွေကောက်ကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့နိုင်ငံသားတွေရတယ်လေတကယ်တော့အဲ့လိုဟာမျိုးတွေနဲ့ပဲတန်တဲ့လူတန်းစားကတတ်တတ်ရှိတယ်ဗျအခုအဲ့ဒီစစ်မှုထမ်းခြင်းနေရာမှာပြည်သူအစိုးရတရရကနိုင်ငံအတွက်ဆိုပြီးတော့ကောက်ကြည့်အဲ့ဒီစစ်မှုထမ်းထဲနေတဲ့လူတွေဘာပြောမလဲကျွန်တော်ပြောတာအဲ့ဒါဒုနိုင်ငံသားတွေရတယ်လေတချို့တဲ့လူကစေအောင်ချုပ်ရင်းနဲ့ပဲတန်တဲ့လူတန်းစားတတ်တတ်ကိုရှိတယ်နော်ဟဲ့အောင်ဒါလို့ ဒါကైခံမပြောနဲ့ပါပိုက်ရလိမ့်မယ်ဆိုရင်အဲ့ဒီအဲ့ဒီဟာမျိုးနဲ့တန်တဲ့လူနဲ့တတ်တတ်ရှိတယ်အခုစစ်မှုထမ်းဥပဒေမရှိရှိတာခြာကြံပြီးထည့်နေရတယ်နော်အတန်တွေ့လက်မထွက်ရကြဘူးကြောက်ကြတာတားကြောက်တယ်ကျွန်တော်ပြောသလိုအဲ့ဒီစစ်မှုထမ်းကြီးရဲ့တဝက်ဘက်ကနော်တီတုအစိုးရတရက်တရက်ကနော်နိုင်ငံသိုးတက်ဖို့အတွက်နိုင်ငံတည်ဆောက်ဖို့အတွက်နော်ဘတ်ဂျက်လိုတယ်အဲ့ဒီအတွက်ပြည်သူတွေရှိရတလားတခါဘယ်လောက်ကောက်မယ်လို့ပြောကြည့်လက်ခံလားနော်အဲ့တော့ အောက်တန်းစားတွေများတဲ့အတိုင်းဒီမှာအောက်တန်းစားကြီးတက်ဥထုတ်ကြီးလောက်တာမထူးဆန်းတော့ဘူးဗျာရှင်းရှင်းလေးပဲအဲ့ဒါเนาะအဲ့တော့ကိုယ့်ကိုအောက်တန်းစားတွေမပါခြင်းဒီလိုအောက်တန်းစားကြီးတွေအုပ်ထုတ်တာကိုလွတ်အောင်ကြိုးကြဒါပဲဟိုနေပြည်တော်ကပေါ့နော်အနေပြည်တော်ကသူဆိုလို့ရှိရင်လည်းတချို့ဆိုရင်အုပ်ချုပ်ရင်းမှုတွေပေါ့စားဆိုင်ကတက်စီမောင်းနေအခုဆိုရင်တိုက်ခိုင်အင်းနဲ့ပါလေနေနိုင်ပြီဟုတ်ကဲ့ဒီလိုပုံစံမျိုးတွေဖြစ်ဟုတ်တယ်เนาะဒါကိုမောင်ပြောတာအမှန်တော့အုပ်ကြီးတွေဘာမှမရှိတဲ့ဂျယ်လီပီကောင်ရက်ွက်ထဲဘလူးမအုပ်ချုပ်ရင်းမလုပ်ဘဲနဲ့လုံးတဲ့လုံးမဲ့လူမရှိလို့ ။ဘာလို့ဆိုတော့တိတဲ့လူကမလောက်ဘူးနဲ့ဒီကာလမှာမလောက်တော့အဲ့လိုတေဘလူးနဲ့ဘလူးဂျယ်လီဘီကောင်ဝင်လို့ကောဝင်လို့ရင်းနဲ့စားလောက်ကစားစုတ်ပြတ်နေတဲ့ကောင်အခုတနေ့တနေ့အတွင်းမှာတိုက်တဲ့ကားတွေဖြစ်တဲ့အုတ်ကြီးတပုံကြီးဟမ်အဲ့ဒါတွေကအကောင်လုံးကမင်းတို့တွေရာဇဝတ်မှုတွေနော်မင်းတို့စားရတဲ့ငွေတွေအကောင်လုံးရာဇဝတ်မှုတွေတော်လိုင်းပြီးနေနေအဲ့မင်းတို့အုတ်ကြီးတွေကျွန်တော်တို့အမေရလောက်ကပါလားမလောက်နဲ့မင်းတို့ပဲအကုန်အမှုတွဲလိုက်မှာအုတ်ကြီးတွေကကြီးပွားနေကြပြီအဲ့တော့စစ်မှုထမ်းကြီးနဲ့ပတ်သက်စစ်မှုထမ်းနဲ့ပကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောတဲ့ခါမှာလည်းအဲ့ဒီလိုကောင်းမဲ့ဆိုစစ်တပ်အားပေးထောက်ခံတော့ အုပ်စုတွေပေါ့သူတို့သူတို့မြင်တာသူတို့ပြောတာပေါ့လေဒါအုပ်အုပ်ကြီးတွေအုပ်ကြီးတွေကိုပဲထိုးထိုးမချနဲ့အုပ်ကြီးတွေဆိုတာပုံမှန်တည်းပြောလူမိုက်ငားခံရတဲ့လူတွေကြီးပဲနော်သူတို့ကလည်းခင်မကောင်းတဲ့အချိန်မှာအချိန်လေးကောင်းဖို့စာရေးစာဝင်နေရင်အတွက်ဟလာဘာလဲဖြစ်ဖြစ်စေတနာပါလို့တော်လည်းကောင်းပိုက်ဆံလေးရလို့တော်လည်းကောင်းလုပ်ရင်လုပ်ကြလိမ့်မယ်ဒါပေမဲ့အုပ်ကြီးတခုတည်းကိုကျွန်တော်တို့ကသွားပြီးတော့လက်ညှိုးထိုးလို့မရဘူးကျွန်တော်ပြောသလိုပေါ့စစ်တပ်ကရဲကဖမ်းတယ်စစ်တပ်ကိုပေးတယ်စစ်တပ်ကထွေအုပ်ကိုပေးတယ်ထွေအုပ်ကနေပြီးတော့ဒါကြတဲ့ဒီရကြီးတွေကိုပြန်ွယ်ခိုင်းတယ်အဲ့တော့နောက်ဆုံးပြီးတော့ပိုလာလေးပဲအုပ်ကြီးတွေကစားရတာဘာလို့ဘယ်အချိန်မှစားရလဲဆိုတဲ့ခါကျတော့ရက်ွက်ထဲမှာကျွန်တော်တို့ စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကောက်တယ်အကျုံးဝင်တဲ့သူတွေကအကျုံးဝင်တဲ့ဟာလေးတော့သူတို့စားပုံရပါတယ်ကျွန်တော်ကြည့်ရတာနော်ကဲဒါကတော့စစ်မှုထမ်းဓမြတိုက်မှုနဲ့ပတ်သက်လို့စစ်တပ်ကိုတကယ်လို့အမှန်ကန်ထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုယ်တိုင်ပြောရတာပါအဲ့တော့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေနော်နိုင်ငံခြားလူတွေဆိုလို့ရှိရင်လည်းကိုမြန်မာပြည်မှာရှိတဲ့စုမျိုးသားချင်းရှိတဲ့ဘယ်ရွာဘယ်ဒေသတွေမှာဘလို့စစ်မှုထမ်းကြီးတွေကောက်တယ်ဆိုတာကိုကွန်မန့်တွေမှတ်လို့ရတယ်အကယ်၍ကိုကကုမမှန်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးရလာမမှတ်နိုင်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ messenger တွေကနေဆက်သွယ်လို့ရတယ်ဆက်သွယ်ခြင်းရင်း ကျွန်တော်တို့ကိုဒီစစ်မှုထမ်းခြင်းနဲ့ပတ်သက်လို့အောက်ကြီးတွေမတရားလောက်တာကိုဆက်သွယ်ပြီးတော့ဒီကနေစပီကာလှုပ်ခိုင်းစေခြင်းရင်နံပါတ်1เนาะတိုင်းခရိုင်ကျေးရွာမြို့နယ်ရက်ရွာเนาะအတိအကျကျွန်တော်တို့ပေးရမယ်နံပါတ်2အောက်ကြီးရဲ့နာမည်အောက်ကြီးရဲ့ပုံပေးရမယ်အောက်ကြီးရဲ့ဖုန်းနံပါတ်ပေးရမယ်ပြီးလို့ရှိရင်အဲ့ဒီအောက်ကြီးအဲ့ဒီဒေတာမှာကျူးလွန်နေတဲ့ပြစ်မှုတွေကိုတိတိကျကျဘာတွေဘာတွေဘာတွေလုပ်တယ်ဖြစ်နိုင်နေ့ရက်နဲ့အတိအကျတိပိုကောင်းပါတယ်အဲ့ဒါတွေပေးရမယ် ။နော်အဲ့ဒီ၃ချက်ကိုအ ਨੇ ဆုံးပေးပါ။အဲ့ဒါမှကျွန်တော်တို့ကအယူဆုံးဒီဟာကိုဟုတ်မဟုတ်စီစစ်မယ်။ဟုတ်တယ်လို့အတူတူချက်ရတာနဲ့ကျွန်တော်အဲ့ဒီဖုန်းနံပါတ်တိုင်းအုတ်ကြီးကြီးကအဲ့အုတ်ကြီးကိုဖုန်းဆက်မယ်။နော်သူကြီးကပြန်ပြောတဲ့စကားကိုလည်းကျွန်တော်လက်ခံယူမယ်။ပြီးရင်ဒီနှစ်ခုပေါင်းဆက်ပြီးပြည်သူကိုကျွန်တော်ချပြမယ်။ဒါကြောင့်မလို့လာပြောမဲ့လူဟာကိုယ့်ရဲ့လုံခြုံရေးကကျွန်တော်လုံခြုံရေးကထိမ်ဝဲပေးရမှာဆိုအတန်တော်၎င်းရုပ်တော်၎င်းကျွန်တော်လုံးဝမပြပါဘူးเนาะစိတ်ချပါမပူပါနဲ့အဲ့ဒါကျွန်တော်တို့မှာစောက်ဆိုင်ရမယ်စီးရှိပါတယ်ဒါပေမဲ့အရှိမကျွန်တော်ပြောသလို အဲ့ဒီအချက်လက်တွေတော့ပြည့်ပြည့်စုံစုံပြေးပါအာကျွန်တော်တို့ဘယ်ရွာအုပ်ကြီးလေးစစ်မှုထမ်းကြီးကဘယ်လိုတောင်းရမ်းနေဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့လာမလုပ်ပါနဲ့နော်အဲ့တော့အခုလက်ရှိနေမြေတိုင်းမှာစစ်မှုထမ်းတပ်သားတက်ကအင်အား6000လောက်ရပြီကြားတယ်အပတ်စဉ်20ထိရောက်ပြီကြားတယ်ဆိုတော့အင်အား6000ဆိုတဲ့အာတောင်းတောင်းစစ်ပွဲကြီးတစ်ခုကိုဆင်နွှဲနိုင်တဲ့အင်အားပါနော်အဲ့ဒီအင်အား6000တွေကတာမန်ပြည်သူအချိန်တော့ လုံးဝစစ်တပ်ကိုအာမမေဘူးမလုပ်ဘူးဆိုတဲ့လူတွေဒါပေမဲ့အထဲရောက်ရတဲ့အမိတ်နဲ့အာနာနဲ့မွေးစေးတွေကျွေးပြီးတော့တို့လုံလိုက်တဲ့အချိန်မှာလူစိတ်တွေပျောက်ပြီးတော့ကိုယ့်ရဲ့ဘဝလွတ်မြောက်မှုကိုဘာမှယုံထွက်နိုင်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေမထွက်ခင်တည်းကစစ်မှုထမ်းဥပဒေထွက်တော့မယ်နော်ပြည်သူကိုဒုက္ခပေးတော့မယ်အချိန်တုန်းကပြန်ပြီးဟားတိုက်ခဲ့တဲ့လူတွေမင်းတို့ကစောက်ပြစ်ပဲပြောဖို့တတ်တယ်အဲရှေတော်ဘုရားကြီးလူစီတဲ့အချိန်တကြမ်းမှလူစီနေတဲ့အချိန်เนาะကျွန်တော်ဒီဘက်ရောက်တွေကဒီစစ်မှုထမ်းဥပဒေနဲ့တိုင်းပြည်ကိုဒုက္ခပေးတော့မယ်နော်တတိပေးတဲ့အချိန်မှာ မင်းတို့တွေကမင်းတို့မပြောရတိုင်းငါတို့ကိုစောင့်ပြပြောဝတ်တတ်တယ်ဆိုပြီးပြောခဲ့တဲ့လူတွေအခုကျတော့စစ်မှုထမ်းဥပဒေနဲ့ပါပြီးသေတဲ့ကောင်ကသေပြီးနိုင်ငံခြားထွက်ပြေးတဲ့ကောင်ကထွက်ပြေးတယ်နော်တကြီးစစ်မှုထမ်းထဲမှာကျိတ်မိတ်ပြီးတော့အန်တိတ်ခံနေတဲ့လူကခံနေတယ်အဲ့တော့နောက်ထပ်နောက်ထပ်အာနာရှင်တွေဆိုတာသူတို့စိတ်တိုင်းကြတဲ့အချိန်ဆိုတာဘယ်တော့မှမရှိဘူးအာနာကိုတရရှင်းတရရှင်းတက်ဖို့လုပ်တာရှင်းရှင်းနဲ့အဲ့ဒါလို့တက်ဖို့အဟာမှာနောက်ဆုံးမင်းတို့အခုရက်ွက်ထဲမှာလောလောဆယ်ပတ်စံရှိတဲ့အတိုင်းဝိုင်းကတော့စစ်မှုထမ်းအတွက်ပတ်စံပေးပြီးတော့ငှားလိုက်နေလို့ရတယ် မင်းတို့ဘလောက်ထိငှားလိုက်နိုင်ပါလဲမင်းအဲ့ဒီငှားထဲလို့ရတဲ့လူကုံဝိုင်းအပေါ်ကမင်းရောက်နိုင်ရင်ထပ်ပြီးတော့အမိတ်ပေးနေမစစ်မှုထမ်းစုဖို့မင်းတို့ပတ်စပ်ငှားထဲလို့ဆိုရရတဲ့လူတွေငှားထဲလို့ရအောင်မလားအတိလေးကိုအရေးရှိအောင်မြင်ကြပါဒါကြောင့်မလို့ကိုဘာလောက်ကမှလို့ဆိုတွေးကြပါစီးလုံးမှုညင်ညွတ်မှုမရှိလို့တကောင်ကြီးစီတကောင်ကြီးစီစွဲစားတာကိုခံနေရတာပါရန်သူကဘာမှအင်အားရှိတဲ့မဟုတ်တန်း40ကျော်50ကျော်ပြည်သူကဗျာနော် ဒီလက်ဆုပ်စာလူကိုမနိုင်ဘူးဆိုတော့စဉ်းစားကြည့်ပေါ့အခုဆိုကိုယ့်လက်ထက်မှာတနက်လက်ရှိနေပြီနော် drone လက်ရှိနေပြီလက်လက်ကြီးလက်ရှိနေပြီမျိုးစုံရှိနေပြီဒါကိုဘာကြောက်เสียအကြောင်းရှိတယ်ဒါကြောင့်မလို့မှန်ကန်တဲ့တပ်တိတွေငွေကြပါစီးလုံးညီညွတ်မှုအားကောင်းတည်ဆောက်ကြပါဒီတိုင်းသွားမှဆိုရင်တော့ရန်သူကမင်းတို့ကိုအဲတကောင်ကြီးတကောင်ကြီးစီအမှက်ချွေကြီးချွေမှာပဲနော်အဲ့တော့စစ်မှုထမ်းတပ်သားတစ်မစုခင်တော့ကဘာပြောခဲ့နှစ်နှစ်ပြည့်ရင်ပြန်လို့ပေးမယ်စစ်တင်နိုင်မဲ့ဘက်ကမှဟုတ်တယ်နော် လော်ဘီတွေလည်းအတိုင်းပြောခဲ့တယ်နော်ဘောမှလော်ဘီတွေအခုအဲ့ဒီကောင်ပါဇက်တွေအကုန်ပိတ်ဟမ်ဘာဘလူးအချောင်းဆို့ထားအောင်လည်းတော့မသိဘူးစစ်ဘူးတန်းကိစ္စနဲ့ပတ်သက်လို့နှစ်နှစ်ပဲတင်တဲ့တက်ကမှမင်းတို့ကဘာဖြစ်တာလဲလို့ပြောခဲ့တဲ့ကောင်တွေကောင်မတွေဘယ်မှာသွားသွေးပုံကြီးလဲမသိဘူးနဲတင်တဲ့ဆင်းလာတဲ့ရှင်နဲ့ရောက်ဟိုမှာမတာပေါ်တဲ့စစ်ဘူးတန်းတတ်တာတွေဘလောက်ဖြစ်နေပြီလဲမွေးစေဝါဆွဲနေတဲ့စစ်ဘူးတန်းတတ်တာတွေဘလောက်ဖြစ်ပြီလဲရှင်နဲ့မှယူတဲ့ကောင်ဖြစ်ပြီးတော့ရန်လူလက်ဖန်းခံထိတဲ့တုံမှန်းပြောရတဲ့စစ်ဘူးတန်းတတ်တာတွေဘလောက်ဖြစ်ပြီလဲနော် တတိမွေးပြီးတော့လက်နဲ့ယူပြီးထွက်ပြေးပြီးတော့ပြည်သူထံအလင်းဝင်တဲ့ဒါအင်အားစုအတွက်ကတော့စိတ်အေးရပြီကြံတဲ့လူတွေအတွက်အဲ့ဒီလော်ခဲ့တဲ့အကောင်တွေကောင်မတွေဘာတခုတောင်းဝင်ယူလဲအခုစစ်တပ်ကိုမြှောက်ပေးနေတဲ့အကောင်တွေကောင်မတွေဘာတခုတောင်းဝင်ယူလဲဟိုမှာသူများသားသမီးတွေဘဝတုံးနေပြီဟမ်နောက်ထပ်လည်းဘဝတုံးမဲ့လူတွေကိုထပ်ဆွဲအောင်မဲ့ဒီစစ်တပ်ကဘသူတွေအာမခံတယ်ဟမ်အဲ့တော့ဒီတွင်းတွေကဘောမတွေဆိုတာလေကိုမေကိုလို့စင်မရှိတယ် ။သူများမိသားစုဘဝပြည့်ပြည့်တယ်မပြည့်လားသူတို့မသိဘူး။သူတို့လုံးလုံးစဲအနေချောင်ဖို့လောက်ပဲတတ်တယ်ကိုမေကိုလိုအောက်တန်းသားတွေအပီတွေကဘောမှနေရ။ဒီကောင်တွေလှုပ်လှုပ်တိုင်းစီဟာဒါလို့စစ်မဲ့ရေးရဖြစ်တာ။ဒီကောင်တွေလှုပ်လှုပ်ပြည်သူတွေသေရတာ။ဒီကောင်တွေလှုပ်လှုပ်အဲ့ဒီအာနာယူတွေပြည်သူကိုဒုက္ခပေးခြင်းနဲ့ပေးတာ။အဲ့တော့အဓိကတရေခံကအဲ့ဒီစစ်ကောင်းဆောင်တွေဘာလှုပ်လှုပ်အောက်ကနေပလွင်ဖုတ်ပေးနေတယ်အဲ့ဒီအောက်ကပြည်တွင်းတွေကဘောမှအကောင်တွေကောင်မတွေကြောက်ပဲလား။ကဲပါဒါတော့ကိုစီနဲ့ကိုမောင်တို့ရဲ့ဗီဒီယိုဖြစ်ပါတယ်။ ကိုမောင်ပြောတဲ့အရာလေးကလည်းလုံးဝအမှန်ကန်နေပြီเนาะအဲဒါကြောင့်သူတို့ရက်စက်ရုပ်မှမှုလုပ်နေတဲ့အရာတွေရောမှတော့เนาะပြည်သူလူထုအနေနဲ့ပြောမယ်ဆိုရှင်ရအောင်မင်းစစ်သားလုပ်အောင်မယ်ဟဲ့မင်းစစ်သူလုပ်အောင်မယ်ဆိုတော့မှသူတို့ကစစ်တဲ့ဖန်ထဲမှာအဲဒါကြောင့်ဘရူးမတ်မပြောရတဲ့အနေထားဖြစ်နေပြီအဲဒါကြောင့်ပေါ့เนาะဒီစစ်အာဏာရှင်ကိုဆက်ပြီးမှကြိုက်နေတဲ့ကောင်တွေလည်းတကယ်ကိုအံ့ဩဖို့ကောင်းတယ်ဗျာเนาะအာဏာရှင်ဆိုတာမင်းတို့ကောင်တွေကိုဘယ်နေရာမှာကောင်းအောင်လုပ်ပြီးလဲ မင်းတို့တခုတော့တွေးကြည့်လိုက်ပါကွာနော်အာနာရှင်နေရှိလို့မင်းတို့ကောင်တွေဘယ်နေရာမှာတာသွားတယ်လဲဆိုတာမင်းတို့ချက်တော့တွေးကြည့်လိုက်ဆိုတော့အများကြီးပြောလည်းမကောင်းပြန်မပြောတော့လည်းမရပြန်အရန်ပြောမှန်ဆိုလို့ကျန်လည်းပထွေးလွန်အောင်ကြမယ်အဲဒါကြောင့်မနော်ဒီဘောမှလည်းတော်တော်လေးခတ်တယ်ဆိုတာအဲဒါကြောင့်ပြောနေတာဆိုတော့ဆုံးမစရာလေးတွေရှိလို့ရှင်လည်းကျွန်တော်ညကမမြနိုင်နဲ့ကိုမမရေးခဲ့ပြလို့ရပါတယ်ဆိုတော့ပြပြပြပါရဲကိုစီနဲ့ကိုမမအောင်လည်းလေးစားပါခင်ဗျာဒါဆိုရှင်နောက်တစ်ပတ်ကိုကြည့်လိုက်ပါမနော်ဒါတော့အမစ်သမီးမယူရဲ့ဗီဒီယိုပိုင်းဖြစ်ပါတယ်ညီလေးပြန်လာဖို့စိတ်မကူးနဲ့ဆိုတော့ ကွန်မန့်ရေးထားတဲ့လူကိုပေါ့နော်ပြန်လဲခြေပါလိုက်တာပဲဖြစ်ပါတယ်ခြေပါမှုလေးအရန်ကိုမိုက်လို့ကျွန်တော်တို့ကြည်လမ်းပါနော်ဒါလေးကိုပြောချင်လို့ညီးလဲတဲ့ပြန်လာဖို့စိတ်မကူးနေတယ်မလာပါဘူးဘာလို့လာမှာလဲအစတဲကမှစစ်ကြုံမခံချင်လို့စစ်ဖက်အောင်မှာမနေချင်လို့စစ်အာဏာရှင်လက်အောင်မှာမနေချင်လို့ငါတို့ကပြည်ပအောင်ထွက်လာလေနိုင်ငံခြားအောင်ထွက်လာကြတာလေအဲ့တော့နင်တို့အာဏာရှင်တွေရှိနေတယ်ငါတို့ကဘာလို့ပြန်လာမှာလဲအမလေးနင်တို့ကလာပါ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 မမရဲချွတ်ပါလို့ဝေါ်ရင်နဲ့ပြင်လာတော့မှငါတို့ကမျက်စောင်းတော့ဖလှယ်မထိုးဘူး ရှင်းလားเนาะပြဆောင်းအောင်လှည့်မထိုးဘူးလှည့်တော့မရှိဘူးစံညောင်းနေရှင်းတယ်เนาะရှင်းလားအေးအာနာမရှင်မရှိတဲ့တနေ့ကြမှာပြန်လာမယ်အဲ့ဒါကြောင့်မလို့လဲပြည်တွင်းထဲရရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့အတူတူငါတို့ပြည်ပရောက်နေတဲ့လူတွေကဝိုင်းပြီးတော့တော်လှန်ပေးနေတာအားလို့ရှားလို့လိုက်မော်တက်တက်ပြီးတော့အာချောင်ပြီးတော့စကားပြောနေတာမဟုတ်ဘူးเนาะငါတို့ပြည်ပမှာရောက်နေတဲ့လူတွေအားလုံးကเนาะဒီမှာသမီးကိုရက်ခတ်စားပြီးတော့လေတွားလိုက်လာလိုက်စားလိုက်တောက်လိုက်နဲ့ အေးလူလူနေလို့ရတယ်တိလာငါတို့လစားနေငါတို့ဝင်ငွေနေငါတို့အနေထားနေအကုန်လုံးနေလို့ရတယ်ဘာဖြစ်လို့မနေတာလဲတိလာမြန်မာနိုင်ငံကိုချစ်လို့နော်ကိုရီးယားမွေးရမြင်မွေးနိုင်ငံဖြစ်တဲ့နော်ကိုနိုင်ငံကိုလူမျိုးကိုချစ်လို့ငါတို့ပြည်ပလူတွေကမနေနိုင်မထိုင်နိုင်ဝင်ပြီးတော့ရုန်းကန်ပေးနေရတာငါတို့ဒီလေမြန်မာနိုင်ငံသားဖြစ်နေလို့ငါတို့ကတော့လွတ်မြောက်နိုင်တဲ့နေရာမှာရောက်နေပြီမဲ့နော်မလွတ်မြောက်နိုင်မဲနဲ့ပြည်တွင်းမှာဒုက္ခမျိုးစုံရင်စည်းခံနေရတဲ့ငါတို့နိုင်ငံသားတွေချစ်လွန်းလို့တနာလွန်းလို့ เนาะငါတို့ကပြေးပါနေပြီးတော့ငါတို့ကစပီအောင်လုပ်ပေးနေတာပြောပေးနေတာเนาะအရင်အားရနေလို့မဟုတ်ဘူးငါတို့ဒီလိုပြောနေတယ်နော်ပြေးရင်းနဲ့ကိုပြောင်းဝင်ခြင်းလို့ပြောနေတယ်မထင်နဲ့ရှင်းလားเนาะအစတည်းကစစ်ပနဲ့အောင်မနေခြင်းလို့စစ်ကြုံမခံခြင်းလို့အကုန်လုံးပြေးပါအောင်ထွက်လာကြီးပဲเนาะအကုန်စစ်မှုတန်းဥပဒေကြောင့်เนาะစစ်မှုတန်းဥပဒေပါပါတယ်အကုန်လုံးပြေးပါအောင်ထွက်လာကြတာစဉ်းစားကြည့်လေဟမ်သူများတကာဆဲဆဲပူပူမွေးထားတဲ့တားလှယရနာတမိလှယရနာเนาะစင်းရဲရဲချမ်းသာသာကိုဝင်းနဲ့လွယ်ပြီးမွေးထားတဲ့တားသမီးတွေကအကုန်လုံးယရနာပဲရှင်းလား နော်သူများရဲ့သားသမီးရဲ့နာလေးတို့မှာတေကွင်းတေပွဲပို့ပြီးတော့စစ်မှုထမ်းပို့တယ်ဟမ်အဲ့စစ်အာဏာရှင်ရဲ့သားသမီးတွေခရိုနီရဲ့သားသမီးတွေစစ်အာဏာရှင်ရဲ့လက်အောက်ခံနောက်ဆုံးဟာဟိုးအောက်ခြေအစစ်ရက်ွက်ဥက္ကဋ္ဌဆေးမှုယာယီမှုကအစသူတို့သားသမီးတွေဟမ်သူတို့ဆွေမျိုးတွေအဲ့စစ်မှုထမ်းနဲ့ပါလားမပါဘူးလေမပါဘူးမထည့်ဘူးတိမ်မာဆိုးလို့မထည့်ဘူးသူများတကာရဲ့သားသမီးရန်နာလေးတွေကြတော့ပို့ကြတယ်အေးအဲ့လိုစစ်ကြုံမခံခြင်းလို့လဲ အကုန်လုံးပြည်ပကိုထွက်လာကြတာလေနော်ငါတို့ကဘာကိစ္စပြည်တွင်းထဲကိုပြန်ဝင်ရမှာလဲနင်တို့မလာနဲ့လို့ပြောစရာမလိုဘူးနော်မလာဘူးစိတ်ချအေးငါတို့ပြန်လာမဲ့တနေ့ငါတို့ပြည်တော်ဝင်မဲ့တနေ့ကနင်တို့အာနာရှင်တွေကြာဆုံးတဲ့နေ့နင်တို့အာနာရှင်တွေမရှိတဲ့နေ့နင်တို့မနေတဲ့ဘောကြီးပြုတ်သွားတဲ့နေ့ကြမှာငါတို့တွေပြန်လာမယ်ရှင်းလားမပူနဲ့ပြန်မလာဘူးနော်စစ်ကြုံမခံချင်လို့တခြားနိုင်ငံမှာဘလို့ပဲကြုံခံကြုံခံရဆိုပြီးတော့စစ်ကြုံထက်စာရင်အများကြီးတာတယ်ဆိုပြီးတော့ငါတို့တွေကပြည်ပကိုထွက်လာတာ ရှင်းလားเนาะအေးပြီးပါမှာနေပြီးတော့လဲအာရရဟိုအာချောင်းပြီးတော့ပြောနေကြတာမဟုတ်ဘူးเนาะငါတို့တွေပြီးပါရောက်နေတယ်ပြောနေဆိုငါတို့နိုင်ငံသူနိုင်ငံသားတွေချစ်လို့ငါတို့ဒီလိုမျိုးကောင်းကောင်းမွန်မွန်နေရတဲ့တနေ့ရောက်လာစေခြင်းလို့ရလာစေခြင်းလို့เนาะသူများနိုင်ငံတွေနဲ့ဒန်းတူရည်တူအစင်တန်းမြင့်မြင့်လူတန်းစီလူလိုသူလို နေရပါစေတော့ဆိုတဲ့စိတ်စေတနာတွေနဲ့ငါတို့က ငါတို့ပြည်သူတွေနဲ့အတူတူရောပြီးတော့တော်လှန်ပေးနေတာတိုက်ပွဲဝင်နေတာငါတို့နိုင်တဲ့ဘက်ကနေနော်ရှင်းလားအဲ့တော့ငါတို့ကိုပြန်မလာနဲ့ပြန်လာပါလို့နင်တို့ပြောစရာမလိုဘူးငါတို့ကဒီမြန်မာနိုင်ငံသားငါတို့နိုင်ငံငါတို့ဟာငါတို့ပြန်လာခြင်းတဲ့အချိန်ပြန်လာမယ်အေးငါတို့ပြန်လာတဲ့အချိန်ကအာနာရှင်ကြဆုံးတဲ့အချိန်ပဲဖြစ်ရမယ်နော်အဲ့ဒါကြောင့်ငါတို့ကလည်းအာနာရှင်ကိုအတူတူပါဝင်ပူးပေါင်းပါဝင်ပြီးတော့ငါတို့နိုင်တဲ့ဘက်ကနေပြီးတော့ငါတို့နိုင်ငံသားတွေအတွက်ရုန်းကန်ပေးနေတာနော်အဲ့တော့နင်တို့ဘောမာတွေဘာမှဝင်ပြောစရာမလိုဘူးနင်တို့6800ရရတယ်မလား6800ရရလို့ရှင်ကိုဟာကိုပတ်စံယူပြီးတော့အပေါက်ပိတ်ပြီးတော့နေ ဝင်ဝင်ပြီးတော့အာမချောင်းနဲ့เนาะရှင်းလားကဲပါဒါတော့မိတမီမယူရဲ့ဘောမတွေပြန်လဲခြေပါလိုက်တဲ့ဗီဒီယိုပါမျိုးဖြစ်ပါတယ်ဆိုတော့ခြေပါမှုလေးကရန်ကုန်မိုက်ပြီးမှအလုံးဝရုပ်ရှင်နဲ့ခြေပါချက်လေးပဲဖြစ်တာပေါ့နော်အဲကြောင့်ချစ်ချူပင်တော့လေအားကျွန်တော်မရှိမလို့ကျွန်တော်ပြောနေပါတယ်ဒီတန်းမှာကျွန်တော်ဘောမတွေပြောချင်တာပေါ့နော်အဲ့လိုမျိုးမင်းတို့ကောင်းတဲ့နိုင်ငံခြားမနေတော့ရမြန်မာနိုင်ငံနဲ့ပြန်မလာနဲ့မြန်မာနိုင်ငံနဲ့ပြန်မလာနဲ့ပြောလိုက်ရင်ပဲမြန်မာနိုင်ငံဆိုတော့မင်းတို့ပိုင်တာလားမင်းတို့ပထွေးပိုင်တာလားငါတို့မြန်မာနိုင်ငံသားအားလုံးပိုင်တဲ့အရာ နော်ကြက်တဲ့ချိန်ပြန်လာမယ်တဘောပေါ့လား ခုလက်ရှိကတော့မင်းတို့ကောင်တွေစစ်ခွေးအမျိုးမပြုတ်သေးတဲ့အချိန်ဖြစ်နေတဲ့အတွက်နိုင်ငံခြားကနေတော့ငါတို့တက်နိုင်တယ်လို့တော်ရင်ရဲတော်စူးစမ်းပြီးတော့ပါနေပြီးမြင်တဲ့အချိန်အဲ့ဒါကြောင့်ပြန်လာသေးတာနော်နောက်ပိုင်းကျရင်မင်းတို့ကောင်တွေလာခိုင်းခိုင်းမလာခိုင်းခိုင်းငါတို့နိုင်ငံငါတို့ပြန်လာမှာပဲတဘောပေါ့လားနော်ဒါပေမဲ့မင်းတို့တေချာတာကတော့မင်းတို့ကောင်တွေဘောဆမနော်မင်းတို့ဘောဆမလို့ရှိရင်မင်းတို့ကောင်တွေဘောမားတဲ့နောင်တကြီးကိုမင်းတို့ရလိုက်မယ်မကြခင်မှာပဲရမယ်ဆိုတော့မင်းတို့ကောင်တွေမှတ်ထားကြနော်ဆိုတော့ဘောမားတွေစက်ဟောင်းတဲ့ကောင်မလေးကောင်လေးစက်ဟောင်းကြဒါပေမဲ့ လမင်းကိုခွေးဟောင်းတို့လိုပဲသဘောထားလိုက်မယ်နော်ဆိုတော့ကျွန်တော်အများကြီးပြောတော့မယ်ねဗီဒီယိုလေးလည်းမှာပဲဆုံးသက်ပါတယ်ခင်ဗျာဆုံးတက်လိုက်ပါချစ်ရှုပေးတဲ့ညီကောင်မတို့မှာရောက်ချင်းစီတိုင်းတွေအထူးပြုချစ်သူတင်ရှိပါတယ်ကျွန်တော်တော်လန်ညီကောင်မများလုံးဆက်ဆက်ရအောင်ဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုမှာပြန်လို့ကြမယ်ကျမရေကျူဆက်ကြပါခင်ဗျာ